KNU ဒူပလာယာခရံစုံတို့မြို့နယ်အတွင်းစားဖြန့်ကနေထွက်ပြေးတင်းရှောင်လာတဲ့သူတွေကိုလက်မခံဖို့အရေးပေါ်တတိပေးချက်တရက်ကိုနိုဝင်ဘာလ9ရက်နေ့ကကရင်မျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ခဲ့ပါတယ်။ပြည်ညင်းရဲကောင်စီ KNU KNL PC ကစားဖြန့်ကနေတင်းရှောင်လာသူတွေကိုခေါ်သွင်းလာတာမျိုးရှိတဲ့အတွက် ဒေတာရဲချင်းနေရှုပ်ထွေးတာတွေမဖြစ်စေဖို့အတွက်အခုလိုစေတနာရအမိတ်ထုတ်ပြန်ရတာဖြစ်တယ်လို့ KNU ဒူပလာယာခရံစုံတို့မြို့နယ်ဥက္ကဋ္ဌပနိုမန်းစံညိုကအခုလိုပြောပါတယ်ကဲပထမလေဒီဘခလဲဝချာပြရခိုင်ဒီအခုမောလင်းနာတိစီလင်းနာဖြစ်ရဖက်ကလေးမောပတိကပတဒနောပတဒနောခွေးဒါအဝဲပထရဒီဇနာရှိမီဇကမောဘမ်ဒါလဲမင်းလိုရကပီဘူးကျောစောလဲပပွားခိုးရပါဒီအခွေးဒါတာအောဒ ke ga jari da pa chuda di dra si chi ka bo do ma ha ke shana ni ga le ta de pa khora pa pe ra kle mo pe ra kle ali ha ke na ha tha lok ne pu da le wa na ga ro ali sha ke she de ro le po la ke ta ta ke u ro i mo ki ki ji khora ba ga le cha ke le khana ke ro pa ga le pa ke nyo swa nyo do ki na ke ro pa pe ke mo pa ta tu lo ro ro le ro pe ho ko ni ye de ta ki pa ro ga da ni ro pa ma ta ko da le di ho ri ro da pa chu ro da ga a we di ga ra ni ya ုံတို့မြို့နယ်ဟာလက်ရှိကာလမှာစစ်ရေးတင်းမာတာတွေတိုက်ပွဲပြင်းထန်တာတွေအပြင်စစ်အုပ်စုရဲ့လူအခွင့်အရေးချိုးဖောက်နေတာတွေကိုလည်းကြုံတွေ့ခံစားနေရတဲ့ဒေသဖြစ်ပါတယ်။ထုတ်ပြန်စာထဲမှာပြည်သူတွေအနေနဲ့ည၈နာရီကနေနနက်၆နာရီအတွင်းသွာလာတာမျိုးမပြုလုပ်ဘူး။စားဖြတ်မှထွက်ပြေးလာသူတွေကိုလက်မခံဖို့နဲ့နိုင်ငံရေးအဆက်အတည်နဲ့နေမီမတည်ငြိမ်တာတွေကိုအခွင့်ကောင်းယူပြီးဒေသတွင်းလမ်းကစားလုပ်ငန်းတွေကိုဖွင့်လှစ်တာတွေမပြုလုပ်ဖို့တတိပေးထားပါတယ်။ အခုလိုထွက်ပြေးတိရှောက်လာသူတွေထဲမှာထိုင်းနိုင်ငံဘက်ကလည်းဝင်ရောက်နေတာတွေရှိနေတဲ့အတွက်ထိုင်းနယ်မြေလုံခြုံရေးတပ်ဖွဲ့တွေကလည်းတေချာစမတ်စောင့်ကြည့်နေတာတွေရှိပါတယ်